အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ရပါတယ် အဲ့တော့ဒီနေ့ညမှာတော့တကယ်ကိုကောင်းမဲ့ပွဲကြီးပွဲကောင်းတကယ်ပဲရှိပါတယ်။အဲ့ဒီပွဲစဉ်ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်လုပ်ပေးချင်တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကလေးကတော့မြန်မာစံတော်ချိန်9:55မှာကံမဲ့ ASEAN All Star နဲ့ Manchester United ပွဲစဉ်မဟုတ်ပါဘူး။ကျွန်တော် Real Betis နဲ့ Chelsea ရဲ့ပွဲစဉ်ကြောင့်ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာတော့ကျွန်တော် Conference League Final ပွဲစဉ်တစ်ပွဲရှိပြီးတော်တော်လေးကိုကြည့်လို့ရှုလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ပြောလို့ရပါတယ်။အဲ့လက်ရှိမှာတော့ကျွန်တော်ဒီနှစ်သင်းရဲ့ကွာခြားချက်ကတော်တော်လေးကိုကြီးမားတယ်။ဒါကျွန်တော်လူချင်းမှုလည်းကြီးမားတဲ့ပုံစံမျိုး ရောက်သွားခဲ့ပြီလို့ပြောလို့ရတယ်မှာပါအဲ့တော့ဒါကတော့ဒါကျွန်တော်လက်ရှိ Chelsea အသင်းနဲ့ဒါကျွန်တော်ဝေးကွာနေတဲ့ဖလားဒါကျွန်တော်မူးကောင်မှုကိုဒီနေ့မှဒါအဆုံးသတ်နိုင်မယ်ထားမှရှိတယ် Chelsea လို့အသင်းမျိုးနဲ့ဒါဖလားနဲ့အလန်းဝေးတယ်ဆိုတဲ့စကားတော်တော်လေးကိုဒါလက်ပေါင်းကတ်နေတာမှကျဘာမှမဆိုင်တော့ဘူးလို့အမြဲတမ်းခံစားရတဲ့သဘောမှရှိတယ်ကျွန်တော်လည်းခုနကပြောသူကျွန်တော်အမြဲတမ်းပြောသူပဲပေါ့နော်ကိုရီးယား Chelsea ကိုဒါပြိုင်ဘက်အနေနဲ့တတ်မှတ်တာဆိုင်အမြဲတမ်းဒါကြည်နေရင်ဒါဟို သဘောကျနေရတဲ့ကလပ်တွေတဲကတခုဖြစ်တဲ့ကြောင့်မလားချက်စီတင်နဲ့ဖလားနဲ့လွဲနေတယ်ဆိုတော့အများအရင်ခံစားရတယ်မှာပေါ့ဒါချက်စီတင်နဲ့တချင်ချင်းမှာဒါချက်စီတင်ကဖလားပြန်ယူနိုင်မဲ့အသင်းသင်းဆိုတာ feeling ရတဲ့အသင်းမှာကိုရီးယားအများတန်းပါတယ်ပေါ့နော်အဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်တို့ Real Betis နဲ့ Chelsea အကြောင်းလေးပြောအောင် Real Betis ကဒီနှစ်ဒါကျွန်တော် Pellegrini လက်ထက်မှာတော်တော်လေးကိုဒါတော်တော်လေးကိုမိုက်လာတဲ့သသသလို့ပြောလို့ရတယ်ဒါကျွန်တော်တို့ Tottenham ဘယ်ဘာလို့ပြောခုတော့မှဒါ ဒီကောင်ဖလာရတာမကောင်ဖလာရဖလာရပြီးတော့ဘာလဲအဲတော်တန်ဟော့စပါတင်းမဲ့ပါဇက်ကအရန်ဆွဲမကောင်မကောင်မကောင်အဲအဲရီယဘတ်တစ်အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ sorry ပါကျွန်တော်တသက်တော့ကျွန်တော် blue ရှေ့ကစပါအတင်းချောင်းပြောပြီးတဲ့နဲ့ပါဇက်ကဆွဲနေကြအဲ့တော့ဒါရီယဘတ်တစ်အနေနဲ့ဒါကျွန်တော်ပြန်စစ်စမ်းကြည့်မယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်တို့ တချို့သောကစားသမားတွေကကိုဒီနဲ့ယင်းဒီပြီးသားကစားသမားတယောက်ဖြစ်ပြီးတကယ်ကိုတော့ကျွန်တော်တို့စောင့်ကြည့်တဲ့အသင်းတွေတကအသင်းသင်းဖြစ်လာခဲ့တယ်။ဒါပေမဲ့ဒီညမှာတော့ကျွန်တော်တို့ပရီးမီးယားလီဂပရိသတ်တွေနဲ့ယင်းဒီပြီးသားကစားသမားတွေအများကြီးပတ်လို့ဒါကျွန်တော်လက်ရှိပြဿနာကြည့်မယ်ဆိုဗျာသူများအသင်းရတာကျွန်တော် second rate တဲ့ကစားသမားတွေကိုသူများအသင်းမှာတိတ်ပြီးတော့အသုံးမလုတော့တဲ့ကစားသမားတွေကိုအသင်းမှာထားပြီးလက်ရှိမှာအောင်မြင်လာတဲ့အသင်းသင်းလို့ဆိုလို့ရမယ်။အဲ့တော့ပယ်လီဂရီနီရဲ့လက်အောက်မှာဒါကျွန်တော်တို့တော်တော်လေးကိုဒါကျွန်တော်မစိုးဘူးလို့ပြောလို့ရတယ်ဒီမှာပါ။ဒါပေမဲ့ real betis ကကြီးရတယ်ဗျာဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆိုငါ့ဘုံမှာတပွဲမှမနိုင်သေးဘူးပေါ့နော်။ဒါ တော်အက်တလက်တီကိုမက်ဒရစ်ကိုတော့4-1နဲ့ရှုံးခဲ့ပြီးကျန်တဲ့ပွဲစဉ်၄ပွဲလုံးကိုပယ်လဂရီနီရဲ့အသင်ကတရေကျထားခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ပြည်တွင်းပွဲစဉ်မှာတော့သူ့ဘက်သူတိုင်ပတ်နေတာမပြိပပွဲစဉ်တွေမှာတော့ဒါမဆိုးဘူး။အခုလက်ရှိမှာဖီယိုရန်တီနာကိုတို့အနေနဲ့ဒါနောက်ကျသွင်းကူနဲ့အနိုင်ရခဲ့ပြီးလက်ရှိမှာဒါကျွန်တော်တို့တို့အနေနဲ့လက်ရှိဒါဖိုင်နယ်ကိုတက်လာလာခဲ့ဖြစ်တယ်။ချက်စီတင်ကတော့ရှင်းပါတယ်တို့အနေနဲ့ဒဂျူဂါဒန်ကိုဒါ၂ကြော့လုံး AACC အသာစီးရယူပြီးတော့ချက်စီတင်နဲ့ Conference League ကိုတက်လာခဲ့တယ်။ဒီချက်စီရဲ့ဒီနေ့ရဲ့ဒါ Conference League ဖလားကတော့သူ့အိတ်ထဲသူ့ဘက်ချင်းရိုက်တက်တက်ရတဲ့ဖလားဆိုတဲ့ပုံစံမျိုးကဒါချက်စီအသင်းစီမှာတွေ့ရမယ် ထဲမှာပါတယ်ပေါ့နော်အဲ့တော့မိသွပင်စူစီကမူဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့ဒါကျွန်တော်တို့ပွဲစဉ်တစ်ပွဲလို့ဖြစ်မယ်လို့မြင်တယ်ဒါပေမဲ့ချက်စီးတဲ့ဒီနေ့ပွဲစဉ်မှာ Real Betis ကိုလုံးဝ short မသက်သင့်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိတယ်ချက်စီးတဲ့တို့ကဒီနေ့ပွဲစဉ်ရဲ့ဒီနေ့ဖလားကသတို့တက်တာကျွန်တော်ဥရောပဖလားတွေကိုဒါ Pokemon Pokemon တွေကိုစုဆောင်းခဲ့လို့ပဲ Gotta catch them all ပေါ့နော်ဒါကျွန်တော်တို့လက်ရှိ S yeah no ဖြစ်သွား sorry ပါ correct catch them also la ကျွန်တော်တို့ ash pro နေကြစကားလုံးမှာသူကအကုန်လုံးကစားကျွန်တော်တို့ဟိုဗာလဲ ပိုကီမွန်တွေအကုန်လုံးဖန်ကန်တယ်အဲ့လိုပြောနေကြစကားဆိုအဲ့တော့ तू ကပြောချင်တာဗျရှီသမျာပိုကီမွန်တွေသူအကုန်ဖန်ပဲအခုလက်ရှိမှာဒါချက်စီးတဲ့ငါဒီတိုင်းပဲရှီသမျာဆူဖလာတွေသူတို့အကုန်တိတ်ကြုံယူမယ်ချန်ပီယံလိရပြီပြီယူရိုပါလိအများဆုံးရထားတဲ့တသင်းဖြစ်တယ်ပြီးတော့ခုနကလက်ရှိမှာယူရိုလက်ရှိကကွန်ဖရင့်လီဒါရသွားခဲ့မယ်ဆိုရင်ဒါတေးကြတာတစ်ခုကတော့ဒါချက်စီးတဲ့ဥရောပဖလာတွေကိုအစုံသိမ်းနိုင်တဲ့တသင်းအနေနဲ့ဒါကျွန်တော်လုံးဝကိုစံချိန်တင်သွားမှာဖြစ်ပါတယ်တကယ်လို့လမ်းပြန်ထွက်တဲ့ဒါဥရောပပြောလို့ပဲဥရောပဖလာအစုံကိုကြည့်ချင်းလန်ဒန်မှာကြည့်ချင်းတော့ဒါကျွန်တော်ချက်စီးအသင်းစီလာဆိုတဲ့ပုံစံ လို့အရင်တော့ဒါချန်ပီယံလိဂ်ကိုကြည့်ကျင်နေဆိုရင်ဒါကျွန်တော်ချန်ဟိုဟာလေလန်ဒန်လန်ဒန်မှာကြည့်ကျင်နေဆိုရင်ချန်ပီယံလိဂ်ကိုလန်ဒန်မှာကြည့်ကျင်နေဆိုရင်ဒါကျွန်တော်တို့ချက်စီသေးစီလာကနေအခုလက်ရှိမှာဥရောပဖလားစုံကြည့်ကျင်နေဆိုရင်အဲလန်ဒန်မှာနေမဟုတ်ဘူးအင်္ဂလန်မှာဆိုချက်စီသင်းကိုလာဆိုတဲ့ပုံစံဖြစ်သွားခဲ့ပါဆိုတော့ဒါသူသူတသိန်းနဲ့ conference league ရော europa league ရောဒါကျွန်တော်တို့အဲ အဲချန်ပီယံလိဂ်ကိုဆုံးတဲ့တင်းတင်းဖြစ်တော့ကျွန်တော်တို့က conference league ကလက်ရှိမှာဒါကျွန်တော်တို့ west ham မှာရှိတယ် europa league ကစပါးမှာရှိတယ်ကျွန်တော်တို့ကျွန်တော် champion league ကဒါကျွန်တော် chelsea မှာရှိတယ်ပေါ့တော့ဒါလက်ရှိဒါကျွန်တော်တနည်းအားဖြင့်မှာအကုန်လုံးဒါကျွန်တော်ဆုံးတဲ့ဥစ္စာက chelsea တင်းတင်းဖြစ်သွားဖို့လက်ရှိမှာကြိုးစားနေဖြစ်တယ်အဲ့တော့ဒီနေ့မှာထုံးဝမ်းနိုင်ပြ underdog ပေါ့နော်ဒါ underdog gimmick တွေဒီနေ့မှာနာမည်ကြီးနေတာကျွန်တော်နှစ်90ကြာတည်ကြရမယ်ဒါကြားထဲမှာ union state golasis ဆိုတဲ့အသင်းဒါ belgium မှာ plus ဆိုကူးနိုင်ခဲ့တယ် tottenham hotspur နဲ့14နှစ်ကြာမူးကောင်မူးကိုရပ်တန့်နိုင်ခဲ့တယ် go ahead eagle 290အတွင်းမှာ plus ားယူနိုင်ခဲ့တယ်ဒါကျွန်တော်တို့သိကြတယ်မဒီနှစ်မှာဖလားမိုးကောင်မှုတွေကိုအကောင်းဆုံးဒါကျွန်တော်တို့ရက်တက်နိုင်ခဲ့တဲ့နှစ်တွေအကုန်လုံးဖြစ်လာခဲ့တယ်မှာပါတယ်အ Real Betis အသင်းเนี่ยဒါပြန်ကြည့်မယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတခုသူပိုင်ဆိုင်နေတယ်ဒါကျွန်တော်ကန်တရားတွေအကုန်လုံးကသူ့ဘက်မှာဒါပေမဲ့ Chelsea အသင်းကဒီနှစ်ပွဲစဉ်မှာ underdog gimmick ကိုဖျက်ဖို့ကောင်းမယ်ပွဲတစ်ပွဲဖြစ်တယ်ခုနကပြောသူလက်ရှိမှာအကုန်လုံး of course ပေါ့နော်ဒါလောကကြီးရတယ်ခုနကပြောသူအားနေသူကအကုန်လုံးက why are ပြတာသိပြီး ပထူးစမ်းတဲ့ပွဲအဲ့တော့ချက်စီးမှာဒီနေ့ပွဲမှာဒါအမှန်တမ်းပဲချက်စီးမှာလည်းဘာပြစ်မှရှိမျိုးသူတို့ကသူတို့လှုပ်သူတို့လှုပ်ပြီးဒါသူ့ဘာသူဒါအောင်မြင်လာတဲ့အသင်းသင်းဖြစ်တော့ဟို ချမ်းသာတာဟာဒီဘေးကချမ်းသာတယ်ဆိုတဲ့ဥစ္စာလည်း new ထိုးပြီးပြောတယ်ခုနကကျွန်တော်မတ်မတ်ရတချို့ကြတော့ဗာမစ်ဆပါနဲ့ဆပါကကျွန်တော်သိမလို့ကျွန်တော်အားပေးတာလေရှင်းတာကျွန်တော်ပြောတာအဲ့တော့ခုနကမစ်ဆပါနဲ့ United တွေကမစ်ဆပါ of course ကျွန်တော်ဆပါသိမအားပေးကျွန်တော် United သွားအားပေးလို့မကျွန်တော်ဆပါကိုအသင်ကိုအားပေးတာလေအဲ့တော့အကဲဒီနေ့မှာကျွန်တော်မနေ့မှာဟို Adderdog Gaming နဲ့ပတ်သက်ကျွန်တော်ကဒါနာဟားမှုတဲ့ကောင်မမေ Leicester City နဲ့ Tottenham Hotspur တို့လည်းကျွန်တော် Premier League ကိုရှင်ပြီးတော့ Assistant နဲ့လူတဲ့အချိန်မှာဒါအကုန်လုံး Leicester City ကိုနိုင်စေ Tottenham Hotspur တင်းကိုရှုံးစေခြင်းပေါ့ဆို လက်စတာစီးတီးတင်ကသူ့အနေနဲ့ဒါကျွန်တော်တို့အန်ဒါဒော့ဖြစ်တယ်ဒါပေမဲ့ပြဆနာစီတော်တိုက်တော့ကတော်တော်ဟော့စပါတင်မှာဘာပြည့်ရှိလို့ကျွန်တော်တို့လည်းခုနကပတ်သက်ပြီးလက်စတာစီးနဲ့ပြဆင်ပဲအဲ့တော့လက်စတာတော်မှာချန်ပီယံရှစ်ဖလားရခဲ့ဘူးပြီးတော့ဖလားအောင်ရခဲ့တဲ့တင်းတင်းဖြစ်ကျွန်တော်တို့ကဘာဖလားမှမရဘူးအဲ့တော့ပြဆနာကြည့်မယ်ဆိုအန်ဒါဒော့ဆိုတဲ့စကားလုံးအောင်မှာအကောင်လုံးကဒါကျွန်တော်အားနေတဲ့အသင်အားနေတဲ့အသင်ကိုဝိုင်းအားပေးဒါပေမဲ့အားကြီးတဲ့အသင်မှာဘာဆောက်ပြည့်ရှိလို့လဲကျွန်တော်ဒါအသိဖို့လိုတယ်အားကြီးအောင်လဲတို့ကတို့တကယ်တကယ်ဆောင်ရမ်းကောင်းအောင်လုပ်ထားတယ်ချက်စီးဆိုရခုနကပေါ်ချန်ပီယံလိဂ်ကိုနောက်ပေါ်ဆိုဘိုင်ယန်မြူးနဲ့တွေ့ရချင်းစီးတီးနဲ့တွေ့ရချင်းမှာခဲရခဲစစ်ယူထားတာကြီးပဲသူတို့ကိုယ်တိုင်လဲချန်ပ ီယံလိမှာ underdog အနေနဲ့ယူခဲ့တဲ့ဒီ champion ဒီကြီးမားလာတဲ့ history ကို Chelsea ကသူ့ဟာသူ့သူ့လက်နဲ့သူ build up လုပ်ထားတဲ့ဒီနေ့မှာပါအဲ့တော့အသင်းကြီးမလို့ဒီအသင်းကမရကြမရသင့်ဘူးဆိုတဲ့ဥစ္စာကတော်တော်လေးကိုဆိုးရွားတဲ့ analogy တခုလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့ဒါကိုပြောလို့ real betis မရသင့်မပြောဒါပေမဲ့ real betis က Chelsea ကဒီနေ့ပွဲစဉ်မှာ90 90ရှိကျွန်တော်တက်ကရှင်းတယ် Chelsea ကလည်းအသင်းကြီးမလို့90ထက်ပိုမပေါ့ဘာလို့ဒါဟာ final final ဆိုတဲ့တော့ကြောင့်ဘာမှမဆိုဖြစ်သွားနိုင်ဟုတ်တယ်မလားအဲ့တော့ Chelsea တင်းကဒါအသင်းကြီးမလို့ဒါအားမပြေ Chelsea တင်းကသူ့ဟာသူအားပြေမှာဟုတ်နော်ပြောရှင်းရှင်းလေးဒါ underdog ဆိုတာ real ယ်ဘက်တစ်ဆိုတာချယ်ဆီကဒီပေါ်တက်လာခုနကပေါ်တယ်ဒါချပတ်စံပေးပြီးတက်လာမှာသူ့ဘာသူဒါတော်လို့တက်လာတဲ့တန်းတန်းဖြစ်တယ်တစ်ဖက်ကရီယယ်ဘက်တစ်ကသူ့ကိုတော်လို့တက်လာဖြစ်တယ်အဲ့တော့ခုနဟုတ်တယ်ငွေသုံးနေတာဘာလဲဒါတွေတော့ပြောလို့မရအခုလက်ရှိမှာ final က final ပဲဟုတ်တယ်မလားအဲ့တော့ပြောချင်တာ underdog ကိုအားပေးတာကျွန်တော်နေနားလေတယ်အားနဲ့အားနဲ့သူကိုအားအားပေးရတယ်ဒါပေမဲ့အားကြီးတဲ့သူကိုတွားပြီးပြောလို့မရဟုတ်အားကြီးတဲ့သူမှလည်းသူ့ဘာသူခုနပေါ်တယ်ဒါဗလာကြီးနဲ့ဘဲနဲ့ဟိုနွဲ့နွဲ့လေးနဲ့ဘဲတွားပြောပြီးတာအားနွဲ့နွဲ့လေးနဲ့ဘဲကိုနိုင်စေချင်တာပြောဒါ လူရဲ့သဘောဒါပေမဲ့ဘလာကြီးတဲ့ဘဲကဒီဘဲဘလောက်ဒီဒီခန္ဓာကိုရအောင် trainer လဲ bicep တွေဘလောက်ရအောင် trainer ကျွန်တော်တို့လေခုနကအရင်တော့ကျွန်တော်တို့ဒါ gym သွားဖို့ပြောင်းနေတယ်ဒီခန္ဓာကိုရဖို့ဘလောက်ခက်ခဲကျွန်တော်သိဆိုအဲ့တော့ဘလာကြီးနဲ့ဘဲကဒီဒီရောက်ကြိုးစားပြီးဒီဘလာကြီးနဲ့ခန္ဓာကိုရအဲ့ဘလာကြီးနဲ့ဘဲကဟာဒီကောင်ဘလာကြီးနဲ့မလို့သွားဒီဘဲရှုံးနေဆိုသွားပြောလို့မရဘူးဒီဘလာကြီးပြအောင်သူ့နဲ့ဒီလောက် train ထားတာပြတယ်ပြောချင်တာကဗျာလက်ရှိမှာ underdog gimmick ဆိုတော့ကျွန်တော်တိတ်တော့မကြက်ဘာလို့တချို့ရဟာစပါစပါကျွန်တော်သိမလို့ကျွန်တော်အားပေးတာလေကျွန်တော် underdog အမလို့အားပေးတာမဟုတ်ဘူးအဲ့ပြောချင်တာရှင်းရှင်းလေးဒီညမှာဒါ Chelsea ကိုဟာ underdog မဟုတ်လို့ရှုံး ်နေမှာမရှိရအောင်နော်ကျွန်တော်တို့ဒီညမှာတော့နှစ်သိန်းလုံးတာဗျာညူညကိုအသိန်းမို့တော့ကျွန်တော်နှစ်သိန်းလုံးတာ ဖဲဖြစ်ရမယ်ဒါကုနာပေါ့ဒိုင်းလူကြီးမနောက်ဘူးဆိုဒီဘွဲကကြည့်လို့ကောင်းမယ်ဒီနေ့ဘွဲကကုနာပေါ့တစ်ဖက်ကလည်းနာစရာတွေရှိတယ်ဒါကျွန်တော်အန်တိုနီတို့ဒါကျွန်တော်တို့အေဒီအေဒီရနာစရာမရှိပါဘူးဒီကောင်ကဒါကုနာပေါ့ချန်မေလီအောင်ရထားကောင်ဆိုသိပြီကောင်တယ်မှာရှိသားမှာအဲ့တော့ဒါအန်တိုနီတို့ပါလို့ဆိုတာဒါကျွန်တော်တကယ်ကိုနာစရာတွေရှိထားတဲ့ကောင်တွေဖြစ်တဲ့ဒီကြောင့်မို့ဒါပြန်ကြည့်မယ်ဆိုရင်တကယ်ကိုလုတ်ပြမဲ့ဘွဲစဉ်အန်တိုနီနဲ့ဒါကျွန်တော်တို့ငါကပရီးမီးယားလိမှာလုတ်မပြခဲ့ပေမဲ့လက်ရှိမှာပရီးမီးယားလိအသင်းနဲ့တွေ့ရင်ဒါလုတ်ပြနိုင်တယ်ဆိုတဲ့အုံစံမျိုးကိုအန်တိုနီလုတ်ပြဖို့အခွင့်အရေးတွေရှိတယ်ချက်စီကလက်ရှိမှာခုနကပြောသူပဲဒီလူငယ်အစုဖွဲ့နဲ့လုတ်ပြတယ်ဒါပေမဲ့ချက်စီအသင်း ဲ့လက်ရှိမှာ pressure နည်းနည်းရောက်တော့သူတို့အနေနဲ့ champion league ဝင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘလားကသူတို့အတွက်ကဒါကျွန်တော်ဖလားရမယ်ဆိုတဲ့ analogy တစ်ခုပဲဒါပေမဲ့ကျွန်တော်မြင်တာဒီနေ့ပုံမှာ Chelsea အသင်းနဲ့လူစုံတက်ဆုံပွဲထုတ်လာမယ်လို့မြင်တယ်။ Real Betis ကဒီနေ့ပုံမှာ Chelsea အသင်းနဲ့ short drop လို့မရဘူးလို့မြင်တာ။အခုခုနကလက်ရှိမှာဖြစ်နေတဲ့လောကရဲ့ဒီနေ့သဘာဝတရားရ Real Betis ကဒါကျွန်တော်တို့ favor ရခုနကပြောတဲ့ကျွန်တော်ဘောလုံးကော့ဒီရဲ့နည်းနည်းလေး favor ပြီးရမှုရှိတယ်။ဒါပေမဲ့ Chelsea အသင်းနဲ့အကောင်းဆုံးစူးစမ်းဖို့လူတယ်လို့ပြောရင်လည်း ကျွန်တော်ကိုဒီနေ့ပွဲစဉ်ဒီနားမှရနိုင်ပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းဆိုရင်တော့ youth sport media 3.0 net tv for you တို့မှာကျင်းလူစင်ပေါအောင်ကွန်ဂျူလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း youth sport media 3.0 net tv for you တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကွန်ဂျူပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လို့ပြီးကျွန်တော်အားပေးလို့ရပါဗျာ။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြိုတင်ပါတယ်။ကောင်းမွန်သောနေ့တွေဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေး းဆစ်ဆီတွေ့ကြတာပေါ့အားလုံးမကြိုတူပါနဲ့မြန်မာလေးကလစ်ပေးကြအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့တေးပါပါဗျ